။ဗီဇများအားလုံးမင်္ဂလာပါ။ကျွန်တော်တို့ English မှာဆိုရင်26 letters ရှိတယ်ဆိုတာအားလုံးသိပြီဖြစ်ပါတယ်။အဲ့ဒီပါမှာဒီ26 letters လေးတွေကိုအတန်အားဖြင့်ကျွန်တော်တို့အပိုင်းလေးတွေခုနှစ်ပိုင်းဒီလိုလေးတွေကျွန်တော်တို့ခွဲလိုက်ပါ။ဒီခေါင်းစဉ်နဲ့အတန်လေးတွေအောက်မှာပေါ့နော်။ဘာလေးလဲဆိုရင် A E F I O U R စသဖြင့် ဒီတင်ဂီတာလေးတွေရဲ့အောက်မှာကျွန်တော်တို့အတန်လေး9ပိုင်းခွဲလိုက်ပါမယ်အဲ့တော့အတန်တင်ဂီတာလေးတွေဒီအများကြီးရှိပါတယ်အဲ့ဒီထဲမှာမှာကျွန်တော်တို့မိတ်ဆွေတို့ကို A to Z လဲလေးလာရင်းနဲ့ဒီပိုင်းထားတဲ့အတန်လေးတွေကိုတစ်ခုချင်းစီကျွန်တော်တို့အတူတူလေးလာကြည့်အောင်အဲ့တော့ဒီရဲ့တင်ဂီတာလေးဒါလေးပေါ့ဒါလေးကဘာလဲဆိုရင် short vowel sound ဒီအတန်လေးကိုအဲအဲဒီအတန်လေးကိုအေအေ အဲ့ဒီအတန်လေးနှလုံးကိုပေါင်းထားတဲ့အတန်လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီအတန်လေးကိုထွက်ဖို့အတွက်နှလုံးချင်းစီဖြည်းဖြည်းချင်းထွက်ကြည့်ပါအဲအဲအေးအေးဒါဆိုရင်ဒီအာလေးနှစ်ခုကိုပေါင်းပြီးတော့မြန်မြန်ထွက်လိုက်မယ်ဆိုရင်အေးအေးအေးဟုတ်ပါတယ်ဒါဆိုရင်ဘာတန်လေးကြားမလဲဒီ letters လေးရဲ့နာမည်လေးကြားမှာ ဖြစ်ပါတယ်ဒါဆိုရင် ထွက်ကြည့်လိုက်တော့အေးအေး အဲတခါလဲကျွန်တော်တို့ A A A လို့မထွက်ပဲနဲ့ဒီပုံစံအတိုင်းလေးကျွန်တော်တို့နှလုံးပေါင်းတဲ့အတန်လေးနဲ့ကြိုးစားပြီးတော့ထွက်မယ်ဆိုရင်ပို့ပြီးတော့စနစ်ကျနိုင်ပါဒါဆိုပြန်ထွက်ကြည့်ပါဦး A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  Okay ဒါဆိုရင်ဒီ letters လေးရဲ့နာမည်လေးရောကျွန်တော်တို့ဘယ်လို ခေါ်လဲသင်္ကေတလေးဆိုရင် तू ကဒီလိုလေးပြပါမယ်ဒါလေးကကျွန်တော်တို့လေ့ကျင့်ထားတဲ့အတန်လေးဒီအတန်လေးက Okay နှစ်ခုဆုံးပေါင်းပြီးတော့ထွက်လိုက်တော့ h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  ch ch အဲ့ဒီအတန်လေးဖြစ်ပါတယ်ဒါ d letters လေးရဲ့နာမည်လေးဖြစ်ပါတယ် okay ဒါဆိုရင်ရောဒီ d letters လေးရအောင်သူ့ကိုတင်ဂီတာလေးဆိုရင်ဒီလိုလေးပြပါလိမ့်မယ်ဒါရဲ့အတန်ဒီ j j ဒါလေးရဲ့အတန်ဒီ a နှလုံးပေါင်းလိုက်တော့ j j j okay ဒါဆိုရင် ဒီ letters လေးထဲမှာเนาะဒီကျွန်တော်တို့အခုလေ့လာနေတဲ့ဒီသင်္ကေတလေးရဲ့အတန်ပါတဲ့ letters လေးဘယ် letters လေးရှိပါသေးလဲဒါပေါ်ဟုတ်တာပေါ့เนาะဒါဆိုရင် သူရဲ့အဲသင်္ကေတလေးဆိုရင်ဒီလိုလေးပြလိုက်ပါပေါ့ဒါဆိုရင် K ရဲ့တန်လေးကမိတ်ဆွေတို့အလုံးထွက်တတ်တယ်ဒါရဲ့တန်လေးက A ထွက်လိုက်တော့ K K K okay เนาะ ဒါဆိုရင် ကျွန်တော်အဓိကပြောချင်တာကဒီအတန်လေးကိုနှစ်တန်ပေါင်းပြီးလေ့ကျင့်ဖို့ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ letters လေးရဲ့နာမည်အတန်လေးလည်းထွက်လာမှာဖြစ်ပါတယ်။ Okay ဒါဆိုရင် ကျွန်တော်တို့အခုလေ့လာလိုက်တဲ့ဒီသင်္ကေတလေးတွေဒီဘယ်စလုံးလေးတွေမှာစလုံးပေါင်းတဲ့အခါမှာဘယ်စလုံးလေးတွေမှာထွက်လေရှိပါသလဲ။ A လေးနဲ့ E လေးနဲ့အဲ့လိုခွာထားတဲ့နေရာလေးတွေ A လေးတွေ E လေးတွေဒါဆိုရင် W A K E ဆိုရင်သင်္ကေတအားဖြင့်ကျွန်တော်တို့အခုလေ့လာတဲ့သင်္ကေတလေးနဲ့ဆိုဒီလိုလေးပြမှာပေါ့ W A and then K တန်လေးနဲ့ပြလိုက်တော့ wake 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 အဲ့ဒီတန်လေးဖြစ်သွားမှာပေါ့ Okay နော် A လေးနဲ့ E လေးနဲ့ခွာထားတဲ့ပုံစံ Now A I ဆိုတဲ့ letters လေးတွေပါတဲ့နေရာဒါဆိုရင် F A I L ဆိုအများစုဒီဘာတန်လေးထွက်လေကျွန်တော်တို့အခုလေ့လာနေတဲ့ဒီတန်လေးပေါ့ ဒါဆိုရင်တင်ဂေတာအဖြစ်ဆိုရင် तू ကဒီလိုလေးပြမှာပေါ့ fail အဲ့လိုလေးပြမှာပေါ့နော် okay နောက်တစ်ခု ay ဆိုတဲ့ letters လေးတွေပေါင်းထားတဲ့အခါအများစုဒီအကုန်လုံးမဟုတ်ပါဘူးနော် အများစုဒီကျွန်တော်တို့အခုလေ့လာနေတဲ့ d vowel sound အတန်လေး a a ထွက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကစလုံးလေးတွေကိုကြည့်ပြီးတော့ spelling စလုံးပေါင်းလေးတွေကိုကြည့်ပြီးတော့အတန်လေးတွေထွက်တတ်နိုင်မှာဖြစ်ပါတယ် โอเคနောက်ပြီးတော့တခြားခြားသောစကားလုံးမှာလည်း e နဲ့ a လေးတွေအဲ့လိုလေးတွေပါတာလေ ey လေးတွေပါလာဒေးဒီလေဘယ်တန်လေးထွက်လဲဆိုရင် a a အဲ့ဒီအတန်လေးထွက်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကဒီစကားလုံးပုံစံလေးတွေကိုစဉ်းစားပြီးတော့ကျွန်တော်တို့အခုလေးလာတယ် a အဲ့ဒီအတန်ပါတဲ့စကားလုံးလေးတွေကိုကြိုးစားစဉ်းစားပြီးတော့ဒီ post ရဲ့အောက်မှာ comment မှာမိတ်ဆွေတို့စဉ်းစားမိတဲ့စကားလုံးတွေ အဲအတန်ထွက်တဲ့ဇက်ကလုံးလေးရေးကဲလို့ရပါတယ်ကဲနောက်ကျွန်တော်တို့အတန်ပိုင်းမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်